အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဗျကျွန်တော်အနေနဲ့ train in မြန်မာတဲ့ခေါင်းဆောင်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာတွေအကြောင်းကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်။အဲ့ဒီမှာမှဒီဖြတ်ကနေမြင်ကွင်းများဆိုတဲ့အကြောင်းကတော့ကျွန်တော်တို့ရောက်တဲ့နေရာဒေသမှာတွေ့ရတဲ့ရင်ကျင်းမှုဒလီထုံတန်းရိုးရာဆိုင်ရာပွဲတော်မြင်ကွင်းတွေကိုအဓိကထားမျှဝေတဲ့အစီအစဉ်ဖြစ်ပါတယ်။အခုဖြတ်ကနေမြင်ကွင်းများအပိုင်း34နေနဲ့မျှဝေမှာကတော့သတင်းကျွန်းလာပြည်နေမှာ ဖူးမြင်တွေ့ရှိခဲ့ရတဲ့ကလောနှီးဖျားပြီးတော့ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့စိတ်ဝင်စားစရာတွေရှိနေတယ်မောမြင်ဦးပန်းချံပြီးရင်တော့တရင်ကျလာပြင်းနေမှုပို့ပြီးစီကားနေတဲ့တီခေါင်တောင် view point နဲ့လှပတဲ့မြင်ကွင်းတွေ

အာဖူးမြင်ရတဲ့မြင်ကွင်းဟိုကျွန်တော်တို့အဲ့ဒါရိုက်ပြီးတော့မှပဲဒီတိုင်းညနေတော်ကိုမမြင်အောင်ဖြစ်နေတယ်ဒီတိုင်းလည်းဝိပုစီယာရှိတာပြူအာရွတ်ဖက်စရာရှိတာရွတ်ဖက်ပြီးသွားတဲ့အချိန်ကျတော့ဒီတိုင်းလေးပဲရိုက်လိုက်ပြီးသွားတော့သတိမထားမိလိုက်ဘူးပြီးတော့မှကျွန်တော်တို့အဲ့ဒီမြင်ရတဲ့မြင်ကွင်းလေးပြန်ပြမယ်ဗျနော် ပြီးတော့ကျွန်တော်တို့ဒီကလွန်နီးပြားနဲ့ပတ်သက်လို့ကျွန်တော်တို့ဟိုတမိုင်းချောင်းနဲ့မျှဝေထားတဲ့အပိုင်းလေးလည်းရှိပါတယ်အဲ့ဒါလေးလည်းလုံခဲ့တဲ့နှစ်နှစ်လောက်ဖြစ်မဲ့တဲ့လေကျွန်တော်အဲ့ description မှာအဲ့ link လေးလည်းထည့်ပေးပါမယ်ဒါကတော့ဆရာတော်ကိုဝိပူတီလာယူရှ िख ုံးကြောကြတာပါဒီမှာဖျားချုပ်ွားတော်ကိုဖူးမြင်ခြင်းနှစ်ပေါင်း900ကျော်ရှိပြီဖြစ်ပါတယ် ါကကျွန်တော်တို့အဲ့ဒီမှာရှိတဲ့စီရီတော်ဘောကိုတက်ပြီးတော့ဖူးမြော့ဖို့ပါ။အော်ခုနကတော့လေဒီဟိုဟာနဲ့ပတ်သက်လို့ကျွန်တော်တို့ကလောဆူတော်မြေနှီးဖျားနဲ့ပတ်သက်လို့ပါလေ။ဒီနှီးဖျားနဲ့ပတ်သက်လို့နာမည်ကြော်တာကသူက ဟိုနှစ်ပေါင်း5ကျော်လောက်ရှိပြီမပျက်စီးသေးဘူးပြီးတော့ဆူတောင်းပြည့်တယ်လို့လည်းယုံကြည်ကြတယ်ပြီးတော့မီးကွင်းတယ်လို့ယုံကြည်ကြတယ်ပြီးတော့မဟုတ်ဆက်တော်ဇေဒီကတခါလေကြလို့ရှိရင်ကြောင်းကြီးတော်တွေကွန်ပျူတာတွေရှိတယ်ပေါ့အဲ့ဒါကြောင့်မို့ဒီဘုရားကပို့ပြီးတော့နာမည်ကျော်တယ်လို့ပြောရမှာဖြစ်ပါတယ်ဟောဒီဟာနဲ့ပတ်သက်လို့တမိုင်းပညာရှင်ဒေါက်တာခင်မောင်ညွန့်ကတော့ငွေနဲ့နှစ်ပေါင်း900ကျော်အင်းဝခက်ကထုတ်လုပ်ထားတာလို့မှတ်ချက်ပြုထားတယ်လို့သိရပါတယ်ဒါကတော့အဲ့ဒီမှာရှိနေတဲ့ခုနဇေဒီဘောကနေတွေ့ရတဲ့ဇောင်းတန်းမြင်ကွင်းလေးတွေ ပြီးတော့ဒီမှာစိတ်ဝင်စားစရာတခုရှိတယ်ပြီးရင်ပြမယ်တရင်ကျွတ်လာပြင်းနေမှာမှတွေ့ရတယ်အာဟိုပါဘောမြင်ခွင်းလို့ပဲပြောအောင်ပါဘောပြမယ်ပြီးရင်ပြမယ်ဒါကတိန်တော့ဒီမှာကြည့်အာဒီလိုမျိုးပြင်ဆင်မှုမျိုးကလीဒါကတရင်ကျွတ်လာပြင်းနေမှာပြုလုပ်လေးရှိရဲ့ပြင်ဆင်မှုမျိုးဖြစ်ပါတယ်ပြီးတော့ ဟိုဒီမှာစွန်းစကတ်ထားတဲ့ပုံစံမှာဒါကတရင်ကျလာပြီအာယုံစွန်းလို့ပြောရမှာထင်တယ်အဲ့လိုမျိုးစကတ်ထားတာပါဒီမှာကြည့်ကောက်ငင်းပါတယ်ပြီးတော့အဲ့ဒီအမုတ်အချူတွေပါတယ်ဒီဘက်မှာအဲ့ဒီလိုမျိုးစကတ်လေးရှိတယ်ဗျကျွန်တော်တို့ဟိုဒီဒလိရွတ်ရနဲ့ပတ်သက်လို့ကျွန်တော်တို့

ဒီမှာတွေ့လားတခွဒီအများကြီးရတယ်ဗျာအဲ့ဒါကတော့စိတ်ဝင်စားတဲ့လူတွေပေါ့အဲ့လိုဆိုင်ကဒီမှာအရင်တော့တော့နှစ်ဆိုင်သုံးဆိုင်လောက်ရှိတယ်အခုတော့ဒီဆိုင်မဲ့တည်တည်ရှိရှိတွေ့တယ်တရင်ကျလာပြင်းနေလေးအာဖူးပြစ်သွားအောင်ပါဗျဟုတ်ကဲ့အခုတော့ကျွန်တော်တို့ ကလောရဲ့အထိမ်မဲ့ကလောတာဝါကလောရဲ့နိုင်စင်ကိုရောက်ပြီးပြီးတော့သူရှိမှရှိနေတယ်မောမြေဦးပန်းချံအရင်ကတော့မောမြေဦးပန်းချံကိုဘာအတွက်အဓိကလာကြလဲဆိုတော့မောမြေဦးပန်းချံထဲမှာရှိတဲ့ထင်းယူတော်အဲ့ထင်းယူတော်လေးမှာလမ်းလျှောတဲ့ရတာထင်းယူတော်ထဲမှာတပ်ပုံရိုက်ကြတာထင်းယူတော်ထဲမှာအားယူကြရတဲ့ feeling အဲ့ဒါလေးတွေအတွက်လာကြတာပါအခုတော့မောမြေဦးပန်းချံကိုအဆင့်မြင့်တင်ဟာဟိုပါပေါ့ပြည့်သွင်းမှုတွေအာ ပြုပြင်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အဲ့ဒါလေးလည်းကျွန်တော်တို့ကိုလိုက်ကြည့်ကြပါမယ်လေ။ပြီးတော့မပြီးသေးဘူးလို့ထင်တယ်ဗျ။လှုပ်ဆောင်နေစေပြင်ဆင်နေစေအခြေအနေဖြစ်ပုံရပါတယ်။အခုဒီလိုတယ်လီဖုန်းယုံလေးတွေဒါတွေဆိုရင်ဒါအခုမှထည့်ထားတာလေးတွေပြီးရင်ခုနဟိုဝင်လန်းထိတ်ကဟိုးရှေ့မှာမြင်နေရတယ်အာတင့်မြင့်လားတစ်ပင်လား ။အဲ့ဒါဒီဒီတရားတွေဆိုလဲဒါအခုမှထည့်ထားတာ။ရှောက်လန်းလေးတွေကပို့ပြီးတက်တက်ရဲရဲဖြစ်သွားတာပေါ့အဲထင်းယူဒေါ်လေးမှာလမ်းလျှောက်ရတဲ့အရာတာကလေထင်းယူနယ်လေးတင်းတဲ့လေလေးကိုရှူရင်းနဲ့တကယ်အေးချမ်းတဲ့အရာတာမျိုးရတယ်ဗျတခုရှိတယ်ထင်းယူရွက်ချွေတွေပေါ်မှာနင်းလျှောက်ရလို့ရှိရင်တော့သူကနူးညံ့တဲ့အထီးတွေလေးပါရတယ်ဒီမှာတော့အခုမိသားစုတွေလည်းလာလေကြတယ် တငယ်ချင်းပေါင်းတဲ့နေလဲလာကြတယ်တပုံရိုက်ကြတယ်အားယူကြတယ်ဒီလိုမျိုးလေးပေါ့ချစ်ခင်နေကြတဲ့မိသားစုတွေတွေ့မြင်ရတာလေဒါမင်္ဂလာတစ်ပါးပဲပေါ့ မှာအခုညာဘက်မှာတွေ့ရတယ်တလားသူရေးထားတာတော့စာကြည့်တဲ့ထင်တယ်မောင်မြေဦး library လို့ရေးထားတယ်ဟုတ်တယ်မောင်မြေဦး library လို့ရေးထားတယ်ဒါပေမဲ့အထက်မှာတော့ဟိုဖြည့်သွင်းမှုမလုပ်ရသေးဘူးထင်တယ်အကယ်လို့သာဒီမှာတကယ်အဲ့လို library လေးတစ်ခုပေါ်ပေါက်လာလို့ရှိရင်လေတအားကိုကောင်းမှာထင်းဦးတော်ထဲမှာရှိတဲ့ library လေးမှာစာထိုင်ဖတ်ရတဲ့အရာသာဘာနဲ့မှနိုင်ရှင်လို့မရမယ့်အရာသာမျိုး လုတ်ဖြစ်သွားအကယ်ပြည့်ပြည့်စုံစုံပြီးသွားရင်တော့တကယ်ကိုကောင်းမဲ့အစီအစဉ်လေးပြဒီအစီအစဉ်လေးကတော့လေဒါမှမဟုတ်သူ library ဆိုတော့အထိတ်မဲ့ပစ္စည်းတွေပဲပြမှာလားအဲ့လိုမျိုးပဲ library ဆိုပြီးတကယ်စာအုပ်လေးတွေထားပြီးသွားရင်တော့တကယ်ကိုဟိုပြည့်ပြည့်စုံတဲ့ဖြည့်သွင်းမှုလေးဖြစ်မှာဗျအာညဘက်မှာက coffee coffee ဆိုင်လေးထင်တယ်ဟုတ်တယ် ဒီ coffee ဆိုင်လေးဆိုတာဒါလည်းဘာပဲဖြစ်ဖြစ်ဟိုဟာပေါ့ပြည့်စုံသွားတာပေါ့ကလွန်နဲ့ coffee နဲ့ဆိုတာကဒါကအတွဲလိုက်မြင်ကြတယ်မြင်ကွင်းလေကလောရဲ့ပြင်ဦးလွင်ရဲ့ပင်းတရာရဲ့ဆိုတာမြန်မာနိုင်ငံ coffee နဲ့ပတ်သက်လို့ရှိရင်ဒါသူက အများတိကြတဲ့နေရာတွေပေါ့ဘယ်ဘက်မှာတွေ့လာထင်ယူဟို sorry ဟိုဟာတက်ခွအယုံလေးအဲ့ဒါလေးလည်းပြီးတော့ရင်တော်တော်လှမယ်ဗျအခုလုံနေလုံလက်စားဟာလေးတွေကတော့သဘောကျစရာပဲအားလုံးပြီးပြည့်စုံသွားအိုးဂျူကြီးကြည့်ရဆိုစကားရဲ့အဓိပ္ပာယ်အဲ့ဒါဂျူကြီးကြည့်ရဆိုအခုနအချင်မျိုးခေါ်တာပြီးပြည့်တယ်ဒီရုပ်ပြီးပြည့်တယ် ဒါကတော့ရေကန်သာလေးပေါ့တောင်မဒေတာတွေမှာကရေကန်ဆိုတာကဒါကနှစ်လူစရာမြင်ကွင်းတရပဲအင်းလီဘက်ကတော့လေဒါကအဆုံးစမရှိမြင်နေရတာဟုတ်တော့လေဂျန်တဲ့နေရာတွေမှာဆိုလို့ရှိရင်တော့ဒါကတကယ်တမိုးရှိတဲ့မြင်ကွင်းလေးတွေပေါ့ဒီလိုမျိုးရေကန်မှာရှောက်လန်းလေးရှိရယ်တပုန်ရိုက်ကြတဲ့နေရာလေး ကောင်းတယ်ဒီ idea လေးလည်းကောင်းတယ်ဟိုမှာ we left mommy ဦးလေးတော့ we left ကလောကကလောအဝင်မှာရှိထားပြီးပြီဆိုတော့ဒါကတော့ we left mommy ဦးပေါ့အာအခုဒီမှာက ဒီလိုလေးတွေကာရန်ထားတယ်ဗျလုံနေစက်တန်းလန်းဆိုတော့တခုပဲရှိတယ်ဗျဟိုလီမီးရှော့တိုင်းပွဲကြလို့ရှိရင်မီးရှော့တိုင်းဒီနောက်ကကွင်းမှာလောက်တာဟုတ်မီးရှော့တိုင်းပွဲကြလို့ရှိရင်တော့ဒါတွေများထိခိုက်မလားအဲအဲ့ဒီအတွက်တော့ဘယ်လိုစီမံထားမလဲတော့မသိဘူးဗျသို့မဟုတ်မီးရှော့တိုင်းဟိုကွင်းကနောက်မှာလေနမဆိုဒီနေရာလေးကလူတွေအရင်တော့ဒီလိုပဲဖြတ်တန်းသွားလာကြညဘက်ကြီးဆိုလေအာဒီနေရာလေးလဲဒါလေးလဲလှတာပဲအခုဒီဘက်ခင်မာကဓာတ်ပုံရိုက်เสียနေရာတွေအတော်များများဖန်တီးပေးနိုင်မှအဲသူကဒါဒီလေဟို facility တခုဖြစ်လာတာဟုတ် ဒီဘက်ခင်မှာတော့မဆိုးမဆိုးဆိုအခုဒါလေးတွေလက်ရှိပြင်ဆင်နေတဲ့အခြေအနေတွေအရာကသဘောကျစရာလေးတွေပဲအကယ်လို့အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကတော်တော်လေးအရင်ထက်ပိုပြီးတော့ပြည့်ပြည့်စုံလာတယ်အနှစ်လိုစရာတွေတော်တော်လေးများလာမယ်နေရာလေးဖြစ်လာမှာပေါ့အရင်ကတော့မောမီဥပညာဆိုတာကထင်းဦးတော်ရဲလမ်းလျှောက်ယုံတသက်လောက်ပေါ့အခုတော့လေဒီထက်ပိုသွားတာပေါ့ မိုးကလေအစောပိုင်းတော့လင်းနေသေးတယ်ကောင်းကင်ကအခုတော့မွန်လွယ်ပိုင်းနေ့လေကနေပြီးတော့မွန်လွယ်ပိုင်းပဲကူးလာတဲ့အချိန်မှာအခုနကကျွန်တော်တို့ဟိုနှိပြားမှာတော့ငါတော့လင်းနေသေးတယ်လေအခုဒီဘက်မှာတော့အခုလိုဖြစ်သွားပြီကောင်းကင်ရဲ့အခြေအနေကမွန်လွယ်ပိုင်းကိုရောက်လာပြီဆိုတော့อืมကလောတာဝါနဲ့မောမြေဦးနဲ့ဒီလိုမျိုးလေးโอเคဆက်သွားမယ်နောက်တနေ့ဟာဟို နောက်တစ်နေရာဆက်သွားမယ်ဟိုရောက်ပြီးတီခေါင်တောင် view point အချိန်ချင်းကျွန်တော်တို့မျှော်ရဘူးတဲ့နေရာမှာဖြတ်သွားတိုင်းလေအာကြည့်ချင်းစရာကောင်းတဲ့နေရာလေးမှတ်တမ်းတင်ချင်းစရာကောင်းတဲ့နေရာလေးပြန်လည်မျှဝေချင်းစရာကောင်းတဲ့နေရာလေးတကယ်လှပတဲ့နေရာလေးဒီသားကနေရာတော့တီခေါင်တောင်လို့ခေါ်ကြတဲ့နေရာတီခေါင်တောင်ရဲ့ view point ဖြစ်ပါတယ် ်အခုဒါကကျွန်တော်တို့ဟိုဘာပေါ့ညနေပိုင်းအစောညနေပိုင်းရဲ့အစကိုရောက်လာပြီဆိုတဲ့အခါကျတော့လူကတော့အနေငယ်နေသွားပြီ။ဘာကြောင့်လဲဆိုတော့တောင်ကြီးဘက်ကိုသွားကြတဲ့လူတွေကလောဘက်ကိုပြန်ကြမဲ့လူတွေဒါသူကဒီနေရာကကြော်ကြပြီ။တောင်ကြီးဘက်ပြန်မဲ့လူတွေဆိုလည်းပြန်ကြပြီ။ဒီမှာဒါ coffee sign လေးတွေကအခုဒီလိုရက်ဆိုလို့ရှိရင် coffee sign နှစ်ဆိုင်တော့ထားထားတယ်ဗျ။ရှိနေတယ်။ဘိုးမှာဒါကုလာလေပတ်ကြတဲ့သူတွေထိုဘက်ကဒါ ဟဲဟိုဘက်တောင်ကြီးဘက်အသွားပေါ့အခုဒါဒီဘက်ကအခုဟိုမှာလှမ်းမြင်နေရတာအင်ခေါင်းစိတ်ပြီးရင်အဲ့ဒီကိုသွားမယ်အဲ့ဒီနေရာလေးကလည်းဒီလိုလာပြီးနေလို့ပြောဆိုတကယ်ပျော်ရွှင်ွယ်ကောင်းတဲ့နေရာလေးကောင်းနေမိသားစုလိုက်လေးတွေအခုလိုပြောပြောရှင်းရှင်းသွားခွင့်ရကြတာသွားနေကြရတာလေးတွေကအာ စိတ်ချမ်းသာစရာမြင်ကွင်းလေးတွေပေါ့ဟိုဘက်ကဒါကအောင်ဘက်ကနေလာတဲ့ဘက်ကလောဘက်ကနေလာတဲ့ဘက်ဒီနားလေးကြောင့်လို့ရှိရင်တော့ကားမောင်းတဲ့လူတွေဆိုင်ကယ်မောင်းတဲ့လူတွေနဲ့လေးသတိထားရတယ်ဗျလမ်းအကူတွေအပေါ်တပုတ်တက်ရိုက်နေကြတာတွေရှိတတ်တော့လေအားလေးတော့ချက်သတိထားရတယ်ချက်ကဲမုံဆိုင်လေးလည်းရှိတယ်။ဟိုမှာသူ့မူရင်းချက်ကော်ဖီဆိုင်ကဟိုနောက်မှာ ဒီလိုမျိုးတက်တန်လေးရှိရတယ်လားတက်တန်လေးပြီးတော့ဟိုးဘက်ကအဲ့ဒါမိုးရွာနေတာမိုးရွာနေတဲ့နေရာလေးမှာတိမ်တွေကမြေနဲ့တိုက်နေတယ်ဒီအစင်းခွေလေးလည်းသတိထားရတယ်ဗျာနော်အဲ့ဒါလေးရပ်ဘူးနေကြလူတွေကတော့သိပါတယ်ဟိုတိမ်တွေရောက်ဖြစ်တဲ့သူတွေပို့တော့သတိထားရပါတယ်အစင်းခွေကလုံးဝဒရောင်စချိုးခွေကြီးအစင်းကြီးနဲ့ဖြစ်နေတော့လေโอเคဒါက encounter ပါဟဲဟိုမျိုးအဝင်မှာရှိနေတာဖြစ်ပါတယ် ကလောကနေပြီးတော့နိုင်ဝက်45မိနစ်လောက်မောင်းရတဲ့နေရာမှာရှိတာပါခေုံမြို့ဝင်ဆိုင်ပုတ်နာမရောက်ခင်နေမှာရှိတာပါညာဘက်ကိုချိုးဝင်သွားတာပါအထဲကိုတမိုင်ဝင်းကျင်လောက်ဝင်ရပါတယ်လာပြင်းနေ့ တိုင်းစီးတယ်လာွယ်နေတိုင်းစီးတယ်ဘယ်ဘယ်လာမစုဒီနေရာလေးကတရင်ကျူလာပြည့်လိုမျိုးတစောင်းမလာပြည့်လိုမျိုးဆိုပူစီတယ်တချံလိုမျိုးဆိုပူစီတယ်ပုံမှန်လာပြည့်နေတယ်ဆိုလဲဒီနေရာမှာဒီလိုမျိုးလေးဒါရေလာချိုးကြတာရေစော့ကြဖို့ကောင်းတဲ့နေရာလေးပေါ့ပျော်ပျော်ပပဒီမှာနာမည်ကြီးတာကဒီတရားထွက်တဲ့ငါးလေးကျော်တို့ပြီးတော့ပစွန်ကျော်တို့ပြီးတော့ခရူးစွပြုတ်တို့နာမည်ကြီးပါတယ်ဒီရင်ခေါင်ကကျွန်တော်တို့ကတော့ခရီးလို့ပါလို့တင်ပြချင်လို့မစားပြစ်လို့ပါဗျာ ဒီပါဒါရေစော့ကြတဲ့အသက်အရွယ်မရွေးကြောက်ကြအမျိုးသားအမျိုးသမီးမရွေးစင်စော့ကြတဲ့နေရာလေးထိခိုက်ဒဏ်ရာလေးဖြစ်ခဲ့ပါတယ်ကြားလေးသိမရှိတဲ့နေရာလေးဒီအင်းခေါင်းဆယ်ကကျွန်တော်တို့နောင်တော့တီချာလေးမျှဝေးပါမယ်ဒီကိုလာတာကခြေထွက်ကနေပြီးတော့လာတာဒီရေတွေကလေအဲရေထွက်ကထွက်နေတဲ့ရေမြေအောင်ရထွက်လာတဲ့ရေတွေကဒီဆယ်နဲ့အပြည့်ဖြစ်နေတာအဲ့လို ီကနေဆင်းတဲ့ရေတွေကရေရှမ်းထိမ့်ပေါ့အဲ့ဒီကနေထွက်လာတဲ့ရေတွေကချိုးကြတာရေကလည်းတက်ပါတယ်အခုကတော်တော်လေးညနေဆောင်းနေပြီဆိုတဲ့အခါကျတော့လေသူကနေသွားပြီဗျဒါမို့ဆိုလို့ရှိရင်နေ့လည်းပဲဆိုလို့ရှိရင်ဒီထဲမှာကားတွေပါပိတ်လူတွေလည်းအဖြစ်အဲ့လိုမျိုးဆိုင်တွေကလည်းဒီမှာတော်တော်များများရှိတယ်ပြီးတော့ကျွန်တော်ဆိုင်တွေပဲပြတယ်ဒါပေါ့ဒါကကရှီရှန်ထွက်ပေါက်ပေါ့ အာဒီမှာဒါဒီပဲချက်အဲ့ဒီဟိုနေ့လည်းပဲဆိုရှင်ဟိုးတပင်သားဒီလူရီအလိုအဖြစ်အတောင်းလျှောက်ကြည့်ဟိုးပဲဒီအကုန်လုံးအဲ့ဒါဖွဲ့လိုက်စော့ကြမိသားစုလိုက်ဒီကလေးတွေရောလူကြီးတွေရောအဲ့လိုမျိုးရေစော့ကြတဲ့နေရာလေးဗျာ နောက်ပြီးတော့ဒီဘက်မှာကဟိုထုံးစံရှိတယ်ဟို Bluetooth ပေါက်တွေလေ Bluetooth ပေါက်တွေနဲ့အဖွဲလိုက်တွေလာကြအဲ့ဒါခုံးပေါ်ထမ်းပြီးတော့ကလိုက်ခုံလိုက်သွားလိုက်လာလိုက်နေအဲ့လိုမျိုးနေကြတဲ့နေရာလေးဆိုင်နေကအခုဒီမှာကြည့်ဟုတ်ပဲပဲမှလည်းဆိုင်နေရှိတယ်။အဲဒီမှာဒီထိုင်တာကျတော့ဒီတပင်းအောင်လေးဒီမှာအဲ့လိုမျိုးထိုင်ရတယ်။ဆယ်ပြီးမှကပ်ပြီးတော့လေ။ဒါလေးလည်း feeling လေးပေါ့။ तू ကရရှာတာတမျိုးလေးပေါ့။အဲ့ဒီတန်လေးကဟိုးရှေ့ပဲနားလေးအထိရှိတယ်ဗျ။အခုကတော့လူနေနဲ့ပါသွားပြီ ါဒါပြန်ထွက်လိုက်လို့ရှိရင်ဒီဘက်မှာဒါဆိုင်တွေဘဘချမ်းတွေရောဒါတောင်းလျှောက်ဆိုင်လေးတွေဆိုင်လေးတွေကတော့ဟိုပါပေါ့ snack ပေါ့အလွယ်တကူစားလို့ရတဲ့ဟာလေးတွေရှိတယ်။ဒါတော့ပြင်းတော့အခုဒီဘက်နောက်ပိုင်းစားကြတဲ့ဘယ်လိုခေါ်လဲထုံချိုင်းငယ်လို့ခေါ်တာလားဘလို့လေယူရီးယားကင်လို့ခေါ်တာလားကိုရီးယားယူရီးယားကင်လားအဲ့လိုဟာမျိုးလေးတွေဒီမှာ တောင်းလျှောက်တာဆိုင်လေးတွေဒါကကျွန်တော်တို့ဒီသတင်းကျုပ်လာပြင်းနေမှာကျွန်တော်တို့ရောက်ဖြစ်ခဲ့တဲ့နေရာအချို့ရဲ့ညင်ခွင်းတွေကိုပြန်လည်မျှော်ရတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်သတင်းကျုပ်နဲ့ပတ်သက်လို့ဘယ်နေရာတွေရောက်နိုင်အောင်မလဲကျွန်တော်တို့အဲ့ဒါလေးတော့တစ်ချက်ကြည့်ပါဦးမယ် ါခုဒါဒီဒီဘက်ခုနစိုင်တန်းလေးတွေဒီဘက်ထိပ်ပေါ့ဘိုးမှာဒါတောက်လျှောက်ခုနဆယ်ဘက်ကိုဝင်သွားတဲ့နေရာပေါ့အခုချိန်ဒီအချို့ကားတွေကတော့လာနေကြတော့မယ်အဲတော်တော်များများလေးတော့ပြန်ကုန်ကြပြီဒါကတော့ဆယ်ပေါင်ပေါ်ကနေတွေ့ရတယ်မြင်ကွင်းဟုတ်ကဲ့ကျွန်တော်တို့ဒီဘက်မြောက်ရေးချင်းကတော့ဒီမြောက်ပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မြောက်ရေးမှုတွေကိုကြီးစုပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ